အားလုံးပဲမင်္ဂလာပါခင်ဗျာကိုပါရဲ့တွေးစွန်းတိုက်ပွဲဆိုတော့ဝတ္ထုတို့ဇလန်းလေးကိုဖတ်ပြမှာဖြစ်ပါတယ်ဒီဝတ္ထုတို့ဇလန်းလေးကိုဖတ်မပြခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့အားပေးထားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကိုပါတွေးစွန်းတိုက်ပွဲညောင်ကြီးများကတောကျူတောကြားမှာဖောက်ထွက်နေတော့ဤလောင်ရိပ်မီသော၆ပေလန်းသို့မဟုတ်ဘော်ရင်လေလန်းတစ်ချောင်း၌နင်းမုံတွေက ဆိုင်းနေတုံးကာလာပင်အောက်ချင်းငယ်တအုပ်ဤညောင်သီးဆိုင်းအော်မီတံများသည်နက်နက်စောစောပိုင်းကိုကြည်နူးပွေရာတောဤဂီတတံများအဖြစ်ဖန်တီးနေတော်သည် ကြောက်ခဲအင်းရွာသို့ဆင်းရန် တဖာလုံခန့်သာလူတော်သည်အတွက်ကျွန်တော်နှင့်ဥဖိုးဟန်တို့ဖို့ခြေလန်းတွေပို့မှုတွက်လက်လာတော်သည်ဟုထင်မိပါသည်နောက်မှ မိုင်ဝဲခန့်အကွာမှကြံရစ်ခဲ့သော ကျွန်တော်တို့၏စာအုပ်စာခွက်အိယာလိမ့်နေ တော်လိုက်ပစ္စည်းများတင်ဆောင်လာသည့်လဲကိုလည်းစောင့်ရံမလိုတော့သည့်အတွက်ကြောက်ခဲအင်းရွာမြောက်ဖက်တကားစီတို့ဆက်လက်လျှောက်ခဲရပေသည်။နှစ်ယောက်သားလျှောက်ရင်းလမ်းပေါ်မှတားကောင်ကူးအတန်းကိုသတိပြုကာလိလာအခဲခက်ရင်းပင်ကျွန်တော်တို့အလိုရှိနေသည့်နှကမ်းမွေးကြီး၏ခြေရလက်ရများကိုရှာဖွေမိခဲ့ကြသည်။နှကမ်းမွေးကြီးကကျွန်တော်တို့မုတ်ဆိုးအဖွဲ့ဝင်များနန်စားအဖြစ်အတိမတ်ပြုထားသည့်ဂျေးရွာသားများ၏အခေါ်အဝေါ်တွင် တောကောင်သို့မဟုတ်ကြာကြီးများပင်ဖြစ်ပေ၏ဒီကောင်တွေဒီဖက်ကျိုးကိုမလျှောက်သေးဘူးဗျအချိန်ခါတော့သူတို့လာပဲလေနရောပြတို့ဆိုတော့နှခမ်းမွေးတွေအပြိုလူပြိုလဲတဲ့တောတောင်ထဲမှာလမ်းလျှောက်မြူးတူးတဲ့အခါပဲဥဖို့ဟန်ဒီစေဘောလိတ်ကြီးကိုထောင်းကနေဖွာထုတ်ရင်းသူဤဇော်ထန်းထန်းထားသည့်404မော်တော်ရိုင်ဖယ်ကိုနေရာရွှေပြောင်းကညာလက်ဖြင့်တစ်ဖက်ထဲကင်လိုက်ပါသည်ကျွန်တော်သည် 6ပီလမ်းဖုံဖုံပေါ်၌ကြီးချေရာဆက်ချေရာတိုးဝဲချေရာများနဲ့တီတီမွမွားကြောင့်များဤချေရာသာတွေ့ရပြီးကျွန်တော်တို့ဤအချစ်တော်နှခမ်းမွေးကြီးဤချေရာတဲ့ချေရာဟောင်းတစ်ခုတလေမှမတွေ့ရသည့်ကြောင့်စိတ်မကြည်မနှက်ဖြစ်နေမိသည်ခါတိုင်းကြောက်ခဲအင်းနဲ့ဇလုတ်ကြီးပေါ်တဲ့ကြောတော့ိုက်ဖောင်းလောင်နဲ့ကြောက်ခဲအင်းဆိုင်ချိုးပြတ်ကြောတော့ိုက်မှာဒီအကောင်တွေချေရာခေါပုံခေါပြန်တွေ့နေကြဥစ္စာပဲဗျာဘယ်နဲ့လဲနှခမ်းမွေးတွေကဘေးမြတ်တက်ကြည့်တော့ကြောက်တို့လာပြီဆိုတာသိရလို့ လို့ရကင်းရပြေးကုန်ပြီတင်တဲ့ဟူဦးဖိုးဟန်ကအမတ်မထင်မြင်ပြန်ဖြေချလိုက်သည်ပြောလဲပြောစရာပဲလေကျတို့နှခမ်းဝေးလေးပါလောက်တော့ဇလုတ်ကြီးဘူတဲတဝဲကကပ်ပြီးပြစ်လို့ရခဲ့တဲ့တက်တိခံချက်တည်းဟာရှိခဲ့တဲ့ကိစ္စပဲဗျာခိုင်းပါလေရွာရောက်မှတကြီးဦးထွင်းရင်နဲ့မဆိုးမဖြော်တော့တီးခေါက်ကြည်စမ်းရအောင်မတွေ့ရမပြေးရရင်မဖြစ်ဘူးကျွန်တော်တို့နှစ်ယောက်သားစကားပြောဆိုကရှောက်လာနေစဉ်တွင်ကျွန်တော်တို့မျက်နာမူရာ လေလံကွေဘက်စီမှခြေတံနဲ့စကားပြောတံများကိုကြားလိုက်ရပြီ။လမ်းရွေကြည့်လိုက်သည့်အခါတွင်တနတ်တလက်နှင့်လူလေးဦးကို တွေ့လိုက်ရတော့သည်။ဟောဘုံမူကြီးတို့ပါလား။ဘယ်နဲ့ဆက်သားမလို့ပါမလို့နဲ့ဗျာ။ဝမ်းတာအာရသည့်အတန်နဲ့ကြောက်ခဲရင်းရွာကောင်းဆောင်တကြီးဥထွန်းရင်ကိုတွေ့လိုက်ရပြီ။သူဤနောက်မှနှလုံးဘူးတနတ်ကင်သူမှရွာခံမုတ်ဆိုးငဖြော်ဆိုသူဖြစ်ပြီးကြံလူနှစ်ယောက်မှာ ခြေရခံရ၌အကူညီပေးမိရွာသားနှစ်ယောက်ပင်ဖြစ်ပေ၏။စိုးစိုးစီစီဘယ်လဲတကြီးရဥဖိုးဟန်သည်ခင်မင်းရင်းနှီးသူပြပီးလမ်း၍မေးလိုက်သည့်အခါတွင်စန်တင်တို့လက်ဖျားရှိုထဲမှဝက်တောင်းကြီးတကောင်ခုရင်ကလေးကမှတွေ့ခဲ့ရလို့ကျွန်တော်တို့လာခေါ်တာလေ။ဥထုံးရင်မှာအယိုးခံတက်တက်ဖြစ်သည့်အတိုင်းကွယ်ဝဲချင်းပရိရဲ့တစုံတရာမတုံးပဲပြောလိုက်ရာနှလုံးဘူးတနက်ကင်မုတ်ဆိုးမဖြော်ကဤကဲ့သို့သူတို့ဤအကြံစီကိုဖွင့်ဟပြောလိုက်ခြင်းကိုမချိနဲ့သည့်မျက်နှာဖြင့် တကြီးကိုကြည်လိုက်ပါသည်မုတ်ဆိုးမဖြော်ဤအတွင်းစိတ်ကြောကိုကျွန်တော်သည်ကောင်းစွာရိပ်မိပြီးဖြစ်ပါသည်သူတို့ဤတောဝဲထီးကြီးကိုကျွန်တော်နဲ့ဥဖိုးဟန်တို့ကကြားဝင်ပြီးပြစ်ခတ်မိစိုးရိမ်သောအတွက်ပင်ဖြစ်ပေ၏အမှန်အတိုင်းရေးရလင်တောလက်ကြီးရွာမှရွာခံမုတ်ဆိုးများသည်အင်မတန်အမြင်တိုတက်၏သူတို့နေပေသေးသောအခြားတနတ်သမားများမုတ်ဆိုးများလာရောက်ကြက်စားမိကိုစိုးရိမ်တတ်ကြ၏တို့ရာတွင် ကျွန်တော်တို့အဖို့သူတို့ရွာခံမုတ်ဆိုးတွေလို့ ကြေးစားဆန်လာသော စိတ်ကကလုံးဝမရှိချေရွာခံမုတ်ဆိုးတို့သည်လူများများနဲ့အုပ်လိုက်တင်းလိုက်ချီကာတောချောက်ပြက်ခတ်ချင်းမျိုးကိုမလိုလားကြလူနှစ်ယောက်သုံးယောက်နဲ့နဲနိုင်သမျှလူနည်းစွာဖြင့်ခြေရာခံပြီးအမဲပြက်ခတ်လိုကြ၏လူများများနဲ့လိုက်၍အမဲပြက်ခတ်ပြီးတားကောင်ရလျင်တားကောင်၏အသားကိုတောချောက်သည့်နောက်ပါလူများကိုဝေစုဝေပုတ်ခွဲပေးရမည်စိုးရင်ချင်းပင်ဖြစ်၏တောရွာ၏ဒလိအရာ အမဲပြက်ခတ်ရ၌တောရွာ၏ဒလိအရာ အမဲပြစ်ခတ်ရ၌အသားဝေချမ်းရေးစနစ်မှာထားကြပါစို့တားကောင်တကောင်ရလင်ပြစ်ခတ်သူ မုတ်ဆိုးကဝေစုတပုံနဲ့တားကောင်ဤခေါင်းကိုကြားယူရ၏ပေါင်တပေါင်ကိုတနက်ရှင်အားတနက်ခပေးရ၏ကြံအသားနှင့်ဝန်းတွင်သားများကမူမုတ်ဆိုးနှင့်နောက်လိုက်တောချောက်ပေးသူဖျက်ပေးသူများတို့အညီအမျှခွဲဝေယူကြရ၏ဆက်သားတပိတ်တာဤစစ်ကြိုခေဇင်းနှုံးမှာ၂ကြက်မှ၄ကြက်ယခုဇင်းနှုံးမှာ၆ကြက်မှ၁၀အထိဈေးရ၏ ထို့ကြောင့်လဲရွာခံမုတ်ဆိုးတို့သည်ကြားနေသစ်ဆင်များထက်ဆက်နှင်းဝက်ကိုအဓိကထားကရွေးပြီးအမဲပစ်ခတ်လိုကြ၏ကျွန်တော်သည်တကြီးဥထုံးရင်ကိုကြေးရွာကာကွယ်ရေးအတွက်တက်ဆိုင်ရာဆိုးရကထုတ်ပေးထားသောဆနဘုနှလုံးပြူတနက်ကိုမုတ်ဆိုးမဖြော်ဤလက်ထဲမှဆွဲယူကတနက်ဤအခြေအနေကိုစစ်ဆေးကြည့်ရှုလိုက်မိ၏ခါကိုချွေ၍ပြောင်းနှလုံးအတွင်းသို့ကြီးလိုက်သည်တွင်ပြောင်းစင်နေရမည်အစားမဲ့တက်နေ၏ ဆိုင်ပြောင်နှစ်ဖက်ကိုလက်မနဲ့မကတင်၍စမ်းကြည့်လိုက်၏ခရော်ခေးရဲ့နိုင်လာတော့၏တနံမောင်းအောင်မပင့်ကလောက်ခါ၍ကြည်လိုက်ရ၌အနှဲငယ်လုံနေတော့၏ပြစ်တာတော့ကောင်းပါရဲ့တကြီးခမားတနက်ခသိတ်စိတ်မချရဘူးပြို့ကြည်ဆန်ကရောတည့်ရဲ့လားဝက်ချင်းရင်ကြားလဲတိတ်အနာမတိဝွန်မကဲဝွန်ဘူးနော်မတက်နိုင်ဘူးလေဘုံဘူးကြီးကြည်ဆန်အသေး၆လုံးကြည်၃တောင်းနဲ့ကိုလုံးကြည်၄တောင်းရှိနေပြီပဲဒီဝဲလောက်တော့ကိစ္စမရှိတန်ပါဘူးဗျာဟုဥထွန်းရင်ကရေကမောကနဲ့ ကုံမြုံနေရာမှာပြောကြပါသည်တနက်ကောင်းဖို့မကောင်းဖို့တဲ့ချက်ပိုင်ဖို့နဲ့လင်းမြန်ဖို့လိုတယ်ထင်ပါတယ်ဘူကြီးခါတိုင်းဒီနယ်ထဲကဝက်တွေဆက်တွေမှန်သမျှဟောရီဘာကြီးထုံးတနက်နဲ့ကြီးရနေကြပါပဲတနက်ကူလည်းမလိုပါဘူးခင်ဗျာဤစကားကမုတ်ဆိုးမဖြော်ဤကျွန်တော်တို့မုတ်ဆိုးတွေကိုဒီစကြက်တွင်မပါဝင်စီရန်ကြိုတင်ပိတ်ပင်လိုက်တော့ပြည့်ရဲ့စကားပင်ဖြစ်ပြီကောင်းပါတယ်အေးဗျာရွာရောက်ပြီးအမောဖြစ်ပြီးရင် မောင်ဖြော်ပြစ်တဲ့တိုးဝက်သားနဲ့ထမင်းတနက်စားဖို့ပဲဟိဘူဘူဟန်ဒီဟာတိုက်ကအတိတ်ပဲပပနဲ့ရေမောလိုက်ပြီးကျွန်တော်တို့ကသူတို့လူစုကိုခြောင်ထွက်ခဲ့သည်ကျွန်တော်ကိုယ်တိုင်ရွာကိုလိုက်ပို့ပေးမယ်လေဘုံမကြီးကိစ္စမရှိပါဘူးတကြီးရဲ့ကျွန်တော်တို့ရွာနဲ့တိတ်ကွာတော့တဲ့ကိစ္စမှမဟုတ်ပဲဝင်းနောက်သာဆက်လိုက်ကြပါလေအခုကျွန်တော်ကအဖြေပေးလိုက်ပြီးနောက်နှစ်ယောက်သားရွာစီတို့ဆက်ထွက်ခဲ့ဤဗီဒိရှာနယ်ချဲ့သမားအစိုးရသည်ဗမာမျိုးကိုလက်နဲ့ကောင်းကောင်းကင်ခွင့်ကိုမပေးလိုကြချေ တကြီးဦးထွန်းရင်ဤဆနဘုတ်တနက်မှာအင်္ဂလန်ပြည်လို့အပေါ်စား10ပေါင်15ပေါင်မြတာပေးရမည်ငှက်ပြေတနက်မျိုးပြောင်းအပါစားမျိုးဖြစ်ပေ၏ပြည်တိရှာအပြေးတွင်ကြံသောလက်နက်ကြီးများနှင့်ပင် အကာအကွယ်လက်နက်ပေးကအုတ်ချုပ်ရေးကိုစီမံအုတ်ချုပ်နေစီချင်းသာဖြစ်ပေ၏ပူနွေးသောထမင်းပွဲမှအငွေကလေးသည်ရစ်ကာတီကပြန်ဝဲနေလေသည်ကြောက်ခဲရင်ရွာသို့လာရင်ဘူးခွဲရွာထွက်လေဝင်းထဲမှ ပြစ်ခတ်ရရှိခဲ့သော တောကျက်သုံးကောင်ကိုဥလူသည်ကျွမ်းကျင်စွာဖြင့်ပြုတ်ကျော်လှုပ်ထားသောဟင်းတပကံဘူးရွက်ဟင်းကျူတေယတိတနက်ဗလက်ချောင်းကျော်ငါးတစ်တာတုတ်စသည်ထမင်းဟင်းများသည်ကျွန်တော်ဥဘူဟံဥနုရဲဘော်ကြော်လိုင်းတကြက်ကြီးတန်ထွန်းတို့ကိုတအားလွေးရန်ဖိတ်ခေါ်နေတော်၏ထို့ကြောင့်လဲကျွန်တော်နဲ့ဥဘူဟံတို့ကလက်စည်းခွက်တွင် လက်ကိုဆေးကြောလိုက်ပြီး ထမင်းပွဲတွင်ထိုင်ကာတုံးလေးလို့စားလိုက်စဉ် ရွာမြောက်ဖက်တကားစီမှစီစီညံညံလှုပ်လှုပ်ရှားရှားအတန်တွေရောခွေးဟောင်တန်တွေပါတပြိုင်နက်တည်းကြားလိုက်ရပြီရွာတွင်သို့ဒစိမ့်တယောက်ယောက်ဝင်ရောက်လာခြင်းကြောင့်ခွေးတွေစုသည်ဟုအောင်းမေးလိုက်ပြီးကြက်သားတစ်ဖက်ကဟန်ရပန်ရနဲ့ဝါလိုက်သည့်တခဏ၌အိမ်ရှိလေကားပေါ်မှတကြီးကတော်ကြီးသည်ဥရဖာရပြေးတက်လာတော့သည် အမလီလှုပ်ကြပါအောင်ခဲကြပါအောင်ကိုထွင်ရင်လူကိုဝက်ပက်လို့လဲနေကြပြီတဲ့ပေမေးပြန်ပြေးလာတယ်သူ့မှာလဲသွေးတွေရဲနေတယ် ဟုဆောက်တီယာမရရှသောမျက်နာနဲ့တုံလို့သောအတန်ဖြင့်ပြောလိုက်ပါသည်ပြောလို့မှမပြီးသေးဘူးကိုင်းကွာဥပုဟန်ကြီးသည်ထမင်းပကံကိုဘေးသို့ဖယ်ထုတ်လိုက်ပြီးဂမန်ကနန်လက်ကိုဆေးကြောကလက်တုပ်ပေါ်ဝါနဲ့အမြန်တုတ်တင်လိုက်တော့ဤကျွန်တော်အနေနဲ့လဲဘိုက်ထဲသုံးလေးလောက်သာရောက်သေးသောထမင်းဘွဲကိုညီကုံချုပ်လိုက်ရပြီရှေးရှင်နောက်ဆင်းတွင်ပင်မဖြော်ဤနောက်မှခြေရခန့်က အကူညီပေးသောပေမေးဆိုသူသည်ရွာသားတစုနှင့်ရောက်ရှိလာပြန်သည် သူ၏အင်ဂျီလက်တို့တွင် ရှေ့ပိုင်းကသူ၏ရေသာတွေးလိုက်ရပြီ။ဘလို့ဖြစ်တာလဲပြောစမ်း။ဦးဘိုးဟန်သည်ဘောင်းမီရှိကိုဝင့်ရင်လမ်း၍မေးလိုက်၏။ဝက်ကြီးကိုတစ်ချက်ပြစ်ပြီးဝက်ကြီးကသွေးယူသွေးတန်းနဲ့ဖုံးဆိုးတဲ့ဝင်ရင်သွားဘေးကပတ်ပြီးကျုပ်တို့ကလိုက်ချောင်းမှာဝက်ကြီးကကျုပ်တို့ဘေးကဘွားကနေပြစ်တက်လာပြီးတော့ကိုဖြောအရင်ပတ်ချတယ်။ပြီးတော့တကြီးကိုဆက်ပတ်နေတော့မှကျုပ်ကဒါမနဲ့ဝင်ခုတ်တယ်။ဝကြီးကကျုပ်ကိုအလဲအပက်မှာကျုပ်လက်ထဲကဓာတ်နဲ့ဝကြီးနှုတ်တိသားထိုးမိပြီးကျုပ်လက်ထဲကဓာတ်လွတ်အကျမှာ ဝကြီးကကျုပ်ကိုပြေးပေးတော့တာကျုပ်လည်းမြေကိုလူပြီးရှောင်ခဲရတယ်ဗျဒါကြောင့်ရင်ဘက်မှာနှစ်ချက်ရှာပြီးထိသွားသေးတယ်ကိုဖျော်နဲ့တကြီးကတော့ဘုံကနေလေးရမထားနိုင်တော့ဘူးယောဖြေရလေတယ်ကွာမောင်ဖျော်ပြစ်တာချက်မပိုင်ဘူးလားနောက်ထပ်ဆက်ပြီးမပြစ်ဘူးလားကွာဟုဥဘူဟန်ကကြည်စံကပတ်ကိုပတ်ရင်းမေးမြန်းပြန်ပါသည်ပြစ်သေးတယ်ဗျကြည်စံကမထွက်တော့ဘူးညာဖက်ဆိုင်မောင်တချောင်းကလည်းအရေးတန်းမှာနှွင်နဲ့ညီးပြီးဘယ်မှာပြုတ်ကျနေတယ်မသိရဘူးဗျကျွန်တော်ဒီဝက်နာကိုသတိကောင်းစွာထားရှိခဲ့သူပြီးပြီး ဖက်မြက်သောတနက်ကောင်းများကိုတုံးရန်ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ခြေတို့ကိုကြီးတရဝများအနက်တောဝက်နှင့်ကြားတို့သည်ပဝင်ပြီးရုတ်တရက်အပြင်ပန်းအားဖြင့်ကြည်ရလျင်၎င်းတို့၏ကြီးမားသောကိုခန္ဓာကြီးများကြောင့်လေးလံထိုင်မှိုင်းသည့်တရဝကြီးများဟုထင်မှတ်เสียပင်ဖြစ်ပေ၏။သို့ရာတွင် တကယ့်အရေးတွင်ကြားနှင့်တောဝက်သည်အံ့ဩเสียပင်လင်းမြန်တွက်လက်လာပေ၏။ဝလုံးထိုးလွတ်တဲ့ကဲ့သို့ဟုသော ပုံခိုင်းเสียပေါ်ပါလင်းမြန်သလောက်မျက်စိရှင်ချင်း ခြုံခု၍တိုက်ခတ်ရ၌ပုံအောင်ရ၌နှကောင်ရှိသောကြားနှင့်ဝဲတရာဝါများပါတကားကျွန်တော်သည်305မက်ကနယ်မော်ဇာရိုင်ဖယ်ကိုဆွဲယူလိုက်ပြီးကြီးစံအပျော့စား9000ကိုရွေးထည့်လိုက်ပါသည်ဥပုဟန်သည်404မော်ဇာရိုင်ဖယ်ကိုပခုံးနှင့်ထမ်းလိုက်ပြီးကျွန်တော်ဤသူကြီးစံအပျော့စားကြီးစံများကိုကြီးစံကပတ်ကြီးထဲမှဆွဲနှုတ်နေတော်၏ထို့နောက်တန်ရရသူပေမီးကိုခေါ်ယူခဲ့ပြီးအချင်းဖြစ်ပွားရာလေရှူဖက်သူခတ်တုတ်တုတ် ထွက်ခဲ့ကြ၏။ယွာနှင့်ခီးတမိုင်အတွင်း၌ရှိနေခြင်းကြောင့်မိနစ်20ခန့်တွင် ကျွန်တော်တို့လေရှူဖျားအနီးသို့ချီကပ်ခဲ့ကြသည်။ကျွန်တော်တို့နောက်မှခြေတံများကြရ၍လဲကြည့်လိုက်သောအခါယွာသားဥယျာဉ်20ကျော်သည်ဒါးများလမ်းရှိများဆွဲကင်ကာလိုက်လာသည်ကြောင့်ခမည်းတော်လိုက်ဖို့မလိုဘူး။တောဝဲနာဟာအန်ဒီရဲ့အလွန်များတယ်။လူများတော့ပြေးရခဲရတာမလွယ်ဘူးမလိုက်နဲ့။ဟူ၍ကျွန်တော်ကလက်ကသတိပေးလိုက်ရ၏မကြာမီညခင်းကလက်ထဲတွင ဟန်ရပန်ရလဲ့လေက မွေနောက်စားတော့ခဲ့သောတောဝဲကြီးခြေရလက်ရများကိုတွေ့ရပေ၏။လက်ဖေးချမ်းပကံလုံးတလုံးကိုမြေပေါ်၌မောက်ချလိုက်သည့်အခါတွင်ခင်းကကြံ့ရသောပုံစံအတိုင်းကြီးမားလာသည့်တောဝဲကြီးခြေရများသည်နှင်းရိုက်ထားသည့်လေမြေပြျော့ပြော့အပေါ်တွင်အထင်ရှားတွေ့နေရပေ၏။ဝက်သား90နဲ့60အကြားထွက်မဲ့ဝက်ကြီးပဲပုံမူ။ဒါကြောင့်ငဖျော်တို့စုံမဲ့ကြတာပဲဗျ။ဥပိုးဟန်သည်ရိုင်ဖယ်တနတ်ကိုအသင်ကိုင်ရင်ဝေဖန်လိုက်ပါသည် ။စဘာခင်း၌ဖီယိုဖီရဲ့ဖြစ်နေအောင်ဝတ်တိုးကြီးသည် စားတော့ဖြစ်စီသွားခဲ့သည်မှာထောင်းလမောင်းကြည်မွားနေသည့်ရှုခင်းကတက်တီခံနေပါသည်။ထို့နောက်တကြီးနှင့်ငဖျော်တို့ဝက်ပက်ခံရသော ရှုဖျားစီတို့ရေယူဒဇိုက်ကြည်နေကတလန်းချင်းတက်ခဲ့ကြသည်။အပေါ်လောင်းရိုက်တွေလွမ်းနေသော ရှုများစီတို့စိတ်ချလက်ချတက်၍မဖြစ်သောကြောင့်ဥပိုးဟန်နှင့်ကျွန်တော်တို့ဘေးချင်းရှင်ကရင်ပေါင်တန်းကပညာဝဲရာတို့ဂယုဒဇိုက်ကြည်ရှုကာ တောဝက်ထီကိုရှာဖွေရင်ခြိတက်ခဲ့ရပြီ။ဂိုက်နေရာကြော်များခြိတက်ခဲ့ကြသည့်နောက်တွင်သွေးလူးလူးနှင့်လူနေရောက်၏သဏ္ဍန်များကိုလမ်း၍တွေးလိုက်ရပြီ။ထို့ကြောင့်၎င်းတို့ပတ်ဝန်းကျင်တဝိုက်သို့တိမ်ကျုံစစ်ဆေးလိုက်ပြီးမှတကြီးဥထုံးရင်တို့အစီတို့တန်တန်မတ်မတ်တက်ရ၏။နေရောက်စလုံးခါဝတ်များကျွတ်ကာသွေးရောဖုန်ရောတည်ရွက်တရောဒူးနေတော်၏။ဥထုံးရင်ဤလက်တစ်ဖက်က သူ၏မျက်နှာကိုကာကွယ်ခဲ့ပုံဖြင့်မျက်နှာပြင်ပေါ်၌အုတ်လျက်ပွေရပြီ။ ထို့ကြောင့်ကျွန်တော်တို့သည်ဥပိုးဟံကိုတောဝဲကြီးအလဲဝင်တိုက်မှုမှကာကွယ်ရန်တတိပေးလိုက်ပြီးဥထုံးရင်ဤဘယ်ဖက်လက်ကောက်ဝတ်နဲ့ရင်ဘတ်စီတို့ကပ်၍အသက်ရှူမရှူအကဲခတ်လိုက်ဤအသက်ရှူတန်ကြာရမှဥပိုးဟံစီတို့ခေါင်းကြီးပြလိုက်ပြီး မောက်ရဲလဲနေသည့်ငဖြော်စီတို့ချီကပ်၍ဥထုံးရင်ဤအတိုင်းစမ်းသက်ကြည့်ရှုလိုက်ရဤငဖြော်နှလုံးခုန်ချင်းသွေးတိုးခြင်းမတွေ့ရသည့်ကြောင့်နှာခေါင်းဝါတို့တောကျက်တောင်တစ်ချောင်းနဲ့ကပ်၍ကြည့်လိုက်ဤတို့ရရင် လေတိုးခြင်းအသက်ရှူခြင်းလက္ခဏာတစုံတရာ မတွေ့ရတော့ချေငဖြော်ဤဒံရကိုပြန်လဲ၍ကြည့်ရှုလိုက်သည့်အခါတွင်ဘယ်ဖက်ရင်သည် ပွင့်လျက်၎င်းခြေသလုံးကြွက်သားမှ ပေါင်ရင်းအထိတိုးဝဲကြည့်ဤအဆွဲကတောက်လျှောက်ခွဲတက်သွားသည်ဒံချက်များကို၎င်းတွေ့ရပြီဟေးနောက်ကလူတွေလာခဲ့ကြဟောဒီလူနှစ်ယောက်ကိုရွာပြန်ယူသွားတကြီးကိုလဲနဲ့ချက်ချင်းမြို့စည်းရုံကိုပို့ဥပိုးဟန်သည်ကြောက်ခဲအင်းရွာသားများကို ခေါ်ယူကလူနာနဲ့လူတိနှူးကိုအပ်လိုက်ပြီး တို့နဲ့ကမ်လိုက်နဲ့နော်ဒူကလမ်းခေါ်မှာရှစ်တက်ခဲ့ကြတရားနဲ့ဝက်နာကိုပြည့်ရတာတိတ်မလွယ်ဘူးကလူနဲ့ဝက်နဲ့ရောနေရင်ပြည့်ရအချိန်ရအားကြီးခက်တယ်ဟူဥဘိုဟန်ကဆက်လက်၍သတိပေးလိုက်ပြန်သည် မကြမီကျွန်တော်တို့နှစ်ယောက်ဒီဆက်လက်၍တောဝက်ကြီးကိုရှာဖွေကြသည်တောဝက်ကြီးကိုနိုင်ရရှိသောတွဲဖို့ကြည်ဆန်ရာကြောင်းထွက်တော်သွေးချောင်းပေလောသူမဟုတ်ဦးထွန်းရင်တို့နှစ်ယောက်စီမှသွေးများချောင်းပေလောမတိရသောသွေးစီချောင်းအစနာများသည် ရှုံများရှိ ဖုံဆူတော်တဲ့သို့တန်းနေတော်၏တိတ်တိထားမပြုတ်ဝက်ကြီးကထွေးတော်အရှုပ်ထဲမှာမြုပ်နေပုံပဲအလင်မပေးနဲ့တော့ဘုံမူဥပုဟန်ကြီးဒီကျွန်တော်တို့ချီကက်နေသောဂိုင်း90အကွာရှိ ဖုံဆူသူမဟုတ်တောင်ရခင်းဟောင်းများဖြစ်ခဲ့ခြင်းကြောင့်ပေါင်းပင်တွေခြုံတွေရှုပ်နေအောင်ပေါက်နေရာထွေးတော်တဝိုက်ကိုရှာဖွေရင်းလမ်းကသတိပေးလိုက်၏ကျွန်တော်ဟိုဘက်ထက်ကပန်းပြီးကြည့်မယ်ဟိုဘက်ထက်ရောက်လောင်းရင်အဖိုးကြီးကလူတန်းပေးကြည့်စမ်းပါဗျာဒါမှဒီအကောင်ကြီးဆန်းချိုးပြတ်တော်တဲ့ကုန်းကူခြေရလက်ရကြည့်နိုင်မယ် ပြောလိုက်ပြီးညာဖက်လမ်းရှင်းရမှာပန်းကတက်ခဲ့ရပြီ။ခုနှစ်မိနစ်ခန့်ကြာရင်ကျွန်တော်ဒီဖုံးဆိုး၏အနောက်ဖက်မြင်းကြောင်းနှင့်နမိတ်ကိုရောက်ရှိခဲ့ပြီးလေချုံကအချက်ပေးလိုက်ရာရုတ်တရက်ဖုံးဆိုးသောအလယ်ပေါက်စီမှတိုးဝက်ကြီး၏မှန်သွင်း၍အဆွဲချင်းခက်တန်ကြီးကိုရှေးဦးစွာကြားလိုက်ရပြီ။ထို့နောက်ဥဖိုးဟန်စီမှဝလုံးခောက်၍ညာတန်များလည်းတစ်ဆက်ထဲပေါ်လာတော့သည်ကျွန်တော်တို့ပန်းတကြီးရှာဖွေခဲ့သောတိုးဝက်ကြီးက ကျွန်တော်တို့လူနန်းတွေကိုကြိုတင်ရရှိပြီးတိုက်ပွဲအတွက်အသင့်ရှိကြောင်းစစ်ကြေညာလိုက်ခြင်းသာဖြစ်ပြီးပြစ်ကွင်းကိုတွေးပြီးဖြစ်တော်လဲပြစ်ခတ်စရာအခွင့်အရေးပြစ်ကွက်ကိုမူမရရှိသေးချေဥပိုးဟန်စီမဝေါကနေရှေကနေမြည်ကြီးခင်များဖြင့်တဖြောင်ဖြောင်ပြစ်ကတ်တံများအဆုံး၌အဆွေချင်းခတ်နေသောတောဝက်ကြီးသည်ကျွန်တော်စောင့်နေရာစီသို့တရွေ့ရွေ့တလုံလုံတိုးလာသည်ကိုရိတ်မိလိုက်ပါသည် အထက်ပိုင်းတစ်လျှောက်လုတ်ကနေတိတ်ငနေဖြစ်နေသည့်ဖုံးဆိုးတောများကိုမြင်ရခြင်းအပြင်တောဝက်ကြီးသည်အလေဝါးမှအနောက်ဖက်မြင်းကြောင်းစီသို့ရွှေ့ပြောင်းနေကြောင်းမှာသိသာစေ၏ကျွန်တော်သည်ဝါယုံပင်နောက်ွယ်မှ305မက်ဂနယ်ရိုင်ဖယ်ကိုအသင့်ချိန်ရင်းတသိမ့်သိမ့်လုံနေသောထွေတော်မှကြို၍ပြည့်ကွက်ကောင်းကိုရှာဖွေမိ၏တောဝက်ကြီးသည်ရှိသူတအားစွတ်ကတိုးနေသည် မဟုတ်ပဲရက်လိုက်နားထောင်လိုက်နဲ့ ကျွန်တော်တို့လူနန့်လူတန်များကိုလိလာပြီးမှ ပလန်ချင်းတက်နေချင်းပင်ဖြစ်၏ကျွန်တော်သည်စေပရီရဲ့တမျိုးသုံးရန်ဆုံးဖြတ်လိုက်ပြီ၏မျက်ွယ်ဖြစ်နေသည့်ထွေတော်ပပကလေးအကွက်စီတို့တိတ်ငနေတောဝက်ကြီးကဖိကတိုးနေသည့်အလဲတွင် ကျွန်တော်သည်တောဝက်ကြီး၏ရှေ့ပိုင်းလောက်ကိုမန်းကာ305မက်ဂနယ်ရိုင်ဖယ်နှင့်ပစ်ခတ်လိုက်လေ၏ကြည်စံအား300ဂရမ်၏ပောက်ကွဲတန်ကြီးသည် တိတ်ဆိတ်သောနေကင်းအဖို့ချက်ချင်းတခဏ၌ဆူညံသွားစေ၏ ဝက်ကြီးဒီထိမှန်သွားကြောင်းတက်တေအဖြစ်အော်မြီလိုက်ပြီးကျွန်တော်ရှိရာဘက်သို့တဝေါ်ဝေါ်ထိုးကာသူအားရံမှုသူပြစ်ခတ်သူရံသူဖြစ်သောကျွန်တော်ကိုတံပြန်တိုက်ခိုက်ရန်ပြေးထွက်လာခြင်းသာဖြစ်ပေ၏နောက်ထပ်ကြည်စံအသေးတောင်ကိုထိုးကာအသိမ့်ပြင်နေသောကျွန်တော်အဖို့ခြုံတိုးတံများတစ်ချောက်လိုက်ကာကြိုကာတော့ဝက်ကြီး၏မြင်ဝင်းကောင်းကိုစောင့်ကြိုနေခိုက်စကန်ပိုင်းတွင်း၌ဖုံဆိုးတော်၏အစွန်ကျင်းပင်များကြားမှဝက်ကြီး၏ခေါင်းပိုင်းသည် စုကနေပေါ်လာလေသည်အသင်ချိန်ထားသော ကျွန်တော်ဤရိုင်ဖယ်ကဒေါ်ဝဲကြီးထန်ဘိုးကြီးတွင်စီတို့ကြာကြာနာနာအချိန်ကပြစ်ချလိုက်ပြန်သည်တစ်ဆက်ကန့်လင်2550ပြည်အမြန်လုံးဖြင့်ဖြတ်တန်းကထွက်ခွာသွားသော385ကြီးဆန်ဖူးသည်အရှိန်နှင့်ထွက်လာသည့်ဒေါ်ဝဲကြီးကို4336ပြည်အတွင်းတပေါင်လုံးတွန်းကန်အားဖြင့်ရှောင်းတခင်ဖောက်ထွင်းထိမှန်က ပက်ကနေနောက်ပိုင်းသို့လွင့်ပါသွားပါတော့၏ ထို့နောက်ခြေလက်များသည့်ဆန့်ကတက်ဖြတ်တက်ငင်အခြေအနေသို့ဆက်ရောက်နေပါသည် နောက်ထပ်ပြစ်ခတ်เสียအချက်လဲမလို့တော့ချေတို့ရာတွင်မုတ်ဆိုးနှင့်စစ်သားတို့ထုံးစံအတိုင်းကြည်စံအတိတ်တောင်းကိုတမဟုတ်ချင်းထပ်၍ထိုးကအရေးပေါ်ခဲ့သော ထမှန်ပြစ်ခတ်ရန် အသင်ရှိနေပြန်တော့သည် ပြီးပြီပြုတ်ဥဖိုးဟန်ဒီဖက်ကိုတက်ပါဥဖိုးဟန်ကိုလမ်း၍ခေါ်ယူလိုက်ပြီးတော့ဝဲကြီးလဲကြရာစီတို့ဘေယူဒီဇိုင်းကြီးကက်ခဲ့ပြန်သည်ဘုတ်ပိုင်းနှင့် ကျောတချောင်း၌ဇောင်းမွေးတထွာကျော်များပင်ရှိကတောက်နေသောနက်မောင်နေသည့်အမွေးများဖြင့်တော်ဝဲကောင်ကြီးကကိစ္စချောနေလိမ့်ပြီ သူ၏အဆွေမသွေးစည်းချောင်းများနှင့်အဝတ်အစုပ်အစများအသားအစ်များက လူသက်သမားဘဝကိုဖော်ထုတ်နေချေ၏အဆွေကြီးနှချောင်းကလည်းလေးလက်မှခန့်ရှိပြီးခြုံထက်နေသလောက်ခီးရောက်ခဲ့ကြောင်းကိုလည်းကျွန်တော်ပြန်လည်စဉ်းစားနေမိပါသည်ဝဲကြီးမှတနက်တန်ရများကိုကျွန်တော်နှင့်ဥဘိုးဟန်တို့ကလိုက်လံစစ်ဆေးခဲ့သည် နောက်ဆုံးပြစ်လိုက်သော3.5မဂနက်ကြီးစံသည်ခံဘူးကြီးတွင်မှဝင်ကာညာဖက်တင်မစီသို့ဖောက်ထွက်ခဲ့တော်၏။မျက်ွယ်တွင်ပြစ်ခတ်ခဲ့သောရှေးဦးဆုံးအချက်သည် ဝက်ကြီး၏ဂုတ်ဘူးအထက်ကိုမှန်ကာလေဂုတ်ပိုင်းတစ်ပိုင်းကိုချိုးခဲ့ပြီ။သို့ရာတွင် ဝက်ကြီးကအသက်ပြင်းလာပြီ။တွဲဖို့ကြီးစံသည် ဝက်ကြီး၏တင်မကိုထိမှန်ပြီး၆လုံးကြီးစံ၃ပောက်ကိုတွေ့နေရပြီ။ ဒဏ်ရာအနာရရှိခဲ့သည့်တောဝက်ကြီးဖို့ဒေါသဖြစ်လောက်ယုံသာဆွာပေးခြင်းသဘောမျိုးဖြစ်စီပြီးမုတ်ဆိုးမဖြော်နှင့်တကြီးဦးထွင်ရင်တို့ကိုပိုင်ပိုင်နိုင်နိုင်တုတ်ပြန်လက်စားခြေလိုက်ခြင်းလည်းဖြစ်ပေ၏ရွာသားများကောက်ယူခဲ့သောဆိုင်ပေါင်တစ်ဖက်ပြုတ်ကျနေသည့်ဦးထွင်ဤနှလုံးဘူးတနက်ကိုခါချိုးကကျွန်တော်ကစစ်ဆေးကြည့်ရှုလိုက်ရတော့သည်ဆိုင်ပေါင်တစ်ဖက်ရှိသည့်ပြောင်းဝ၌ရမ်းရိုက်ပြီးသားကြည်ဆန်တဒောင်းနှင့်ကြံတစ်ဖက်တွင်ရမ်းမရိုက်ရသေးသော ကြည်ဆန်အသည့်တဒောင်းကိုတွေ့ရပြန်သည် တိုးရွာများမှလူချမ်းသာများအနေဆရောက်သောအခါအမဲသားမှဆ ảy ၍ဝေကြီးချောင်လေသလိုဝက်သားအဆုံအထိမတာထမင်းတွေးခဲ့၏မုတ်ဆိုးငဖြော်ဝက်ပက်ခံရ၍တည်ဆုံးသည့်အတုပထမင်းပွဲ၌လည်းသူအသက်ဆုံးရှုံးအောင်လိုက်လံခဲ့ရပြီးကျွန်တော်ဇက်သိန်းကိစ္စချောလိုက်ရသည့်တိုးဝက်ကြီးအသားနှင့်ပင်တည်လန်းပူသောလောဘကိုလက်ခံလိုက်သူ မုတ်ဆိုးငဖြော်၏မတာထမင်းဟင်းကိုချမ်းသာသူများနီးတူတွင်မွေအခန့်စီရန်စီမံလိုက်ရပြီ၏ ကျွန်တော်လဲကျွန်တော်ဤနောင်တော်ညီတော်မုတ်ဆိုးလက်တင်များကိုခြေတို့ကိုကြီးနှစ်ယောက်ဖြစ်သောကြားနှင့်တောဝက်ကိုအထင်မသေးကြရန်တနက်ကောင်းကောင်းချက်ပိုင်ပိုင်ပြစ်ခတ်နိုင်ကြရန်အထူးတတိပေးအပ်ပါကြောင်းဇလန်လေးကြည့်ပါပြီခင်ဗျာပြီးဆုံးတဲ့အထိနားဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောရင်းနဲ့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဝတ္ထုတို့ဇလန်လေးတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ